ကျွန်တော်တို့ဓာတ်ပုံတွေအများကြီးကိုစကန်ဖတ်ပြီးတော့မှကျွန်တော်တို့ PDF ဖိုင်အဖြစ်ပြောင်းတဲ့နီလန်းလေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နိုင်လင်းထွန်ပါ။ကျွန်တော်ဒီရက်သင်ခန်းစာလေးကိုလက်တွေ့ပြပေးဖို့ရအတွက်ကျွန်တော်တို့အရင်ဆုံးကိုယ့်ရဲ့ကွန်ပျူတာနဲ့ကိုယ့်ရှိမှာရှိနေတဲ့ကျွန်တော်တို့စကန်နာဒါမှမဟုတ်ကျွန်တော်တို့စကန်ဖတ်လို့ရတဲ့ပရင်တာတစ်ခုခုနဲ့ကျွန်တော်တို့အရင်ဆုံးချိတ်ဆက်ပေးထားပါမယ်။ချိတ်ဆက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က ိုစကန်ဖတ်လို့တဲ့ကျွန်တော်တို့ဓာတ်ပုံလေးတွေကိုစပြီးတော့စကန်ဖတ်လို့ရအောင်ကျွန်တော်တို့ကွန်ပျူတာကနေပြီးတော့မှ search bar လေးမှာစကန်ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ပါမယ်စကန်ဆိုပြီးတော့ရိုက်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာစကန်နာ software လေးကျွန်တော်တို့အပေါ်ဆုံးမှာတွေ့ရပါလိမ့်မယ်ကျွန်တော်တို့ DS software လေးကိုနှစ်ချက်နေပြီးတော့မှကျွန်တော်တို့ဖွင့်လိုက်ပါမယ်အခုလိုမျိုးဖွင့်လိုက်တဲ့အခါမှာကျွန်တော်တို့ DS ကျွန်တော်တို့ကပေါက်လေးချလာပါတယ်အခုလက်ရှိကျွန်တော်ကစကန်စပြီးတော့မှဖတ်ပြပေးမှာဖြစ်တဲ့အတွက် ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ကျွန်တော်ရှိမှာရှိနေတဲ့ပရင်တာလေးက Epson N3110 ပရင်တာလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရဲ့ပရင်တာလေးနဲ့စကန်ဖက်မှာဖြစ်တဲ့အတွက်စကန်နာဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ကိုယ့်ရဲ့ကွန်ပျူတာနဲ့ချိတ်ဆက်ထားတဲ့ပရင်တာလေးကိုကျွန်တော်တို့ရွေးချယ်ပေးရပါမယ်။တယောက်မှာတော့ကျွန်တော်တို့က non selected ဆိုတာပဲထားခဲ့မယ်။မောက်ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့က document mode ကိုပဲကျွန်တော်တို့ကရွေးပေးထားလိုက်ပါမယ်။ ပြီးရင်တော့ကျွန်တော်တို့ဒီမှာ document source ဆိုတဲ့နေရာလေးမှာတော့ scanner glass ဆိုတာလေးပဲကျွန်တော်တို့ထားခဲ့မယ်။ document size ဆိုတဲ့နေရာလေးမှာတော့အခုလက်ရှိကျွန်တော်ကနမူနာအနေနဲ့စကန်ဖတ်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော်စကန်ဖတ်ပြမယ်ကျွန်တော်တို့ဒီစာရွက်လေးတွေက A4 စာရွက်အမျိုးအစားလောက်ရှိတဲ့အတွက်ကျွန်တော်တို့ဒီမှာ A4 ကိုရွှေ့တယ်ပေါ့နော်။အခုဒီမှာပြီးရင်တော့ image type ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့စကန်ဖတ်မှာက color နဲ့စကန်ဖတ်မှာဖြစ်တဲ့အတွက် ကာလာစွာလေးပဲကျွန်တော်တို့ရွေးထားလိုက်ပါမယ် resolution မှာတော့ကျွန်တော်တို့300ပဲထားခဲ့လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒါလေးတွေရွေးပြီးသွားပြီဆိုရင်ဒီရဲ့အောက်ခြေလေးမှာကျွန်တော်တို့က image format ဆိုတဲ့နေရာလေးရှိပါတယ်ဒီနေရာလေးမှာကျွန်တော်တို့က jpeg format ကိုကျွန်တော်ရွေးပေးထားပါတယ်တကယ်လို့ကိုကအဲဒီဥစဉ်တစ်ပါးမေးထရာလေးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီတော့ဓာတ်ပုံတွေကိုစကန်ဖတ်တဲ့အခါမှာတခါလေကျွန်တော်တို့ကပုံတွေအများကြီးကိုစကန်ဖတ်ပြီးတော့ PDF ဖိုင်အနေနဲ့ချက်ချင်းပြောင်းလို့ရလားဆိုပြီးတော့လဲကျွန်တော်တို့မေးထားတာလေးတွေ့ရပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့က PDF ဖိုင်လေးကို ပြောင်းပြီးတော့မှအခုအချိန်နေမှာစကန်ဖတ်တယ်ဆိုရင်သူကတပ်ပုံကိုတပုံချင်းစကန်ဖတ်ပြီးတော့မှတပုံချင်းကျွန်တော်တို့က PDF ဖိုင်အနေနဲ့ပြောင်းပေးသွားမှာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ရဲ့ကွန်ပျူတာလေးမှာချိတ်ဆက်ထားတဲ့ printer က3110 printer အမျိုးအစားလေးဖြစ်တဲ့အတွက်လက်ရှိကျွန်တော်သင်ထားတဲ့ printer driver ကလည်း Epson printer ဒီ original driver ကိုတွင်းထားတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ PDF file တွေကိုဒီ PDF file အဖြစ်ကျွန်တော်တို့ကဓာတ်ပုံတွေကိုဖတ်တဲ့အခါမှာအများကြီးကျွန်တော်တို့ကပုံတွေအများကြီးကိုတခါတည်းဖတ်ပြီးတော့ PDF file အနေနဲ့ပြောင်းလို့မရပါဘူး။ဒါကြောင့်ကျွန်တော်ကတပုံချင်းအနေနဲ့ပဲစကန်ဖတ်ပြီးတော့ပုံတွေအားလုံးကျွန်တော်တို့စကန်ဖတ်ပြီးသွားတဲ့အချိန်မှာအခြားနည်းလမ်းတစ်ခုခုကိုသုံးပြီးတော့ PDF file အနေနဲ့ကျွန်တော်တို့ပြောင်းပြပေးမှဖြစ်ပါတယ်။တချို့ printer တွေမှာတော့ကျွန်တော်တို့ကဒီရဲ့နေရာလေးမှာ PDF format ကိုကျွန်တော်တို့ရွေးပေးထားမယ်ရွေးပြီးဆိုရင်တော့အောက်ဆုံးလေးမှာရှိနေတဲ့ option ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ကပုံတွေအများကြီးကိုကျွန်တော်တို့ရွေးချယ်ပြီးတော့စကန်ဖတ်ပြီးတော့ PDF ဖြစ်ပြောင်းတဲ့ option လေးပါလာတာကိုတွေ့ရပါတယ်အခုလက်ရှိကျွန်တော်ကွန်ပျူတာမှာတော့မပါနေဘူးပေါ့နော်ဒီတော့ကျွန်တော်တို့ကဓာတ်ပုံလေးတွေကိုပုံချင်းပဲစကန်ဖတ်မှာဖြစ်တဲ့အတွက် image format ဆိုတဲ့နေရာလေးမှာကျွန်တော်က jpeg format လေးဓာတ်ပုံ format လေးပဲရွေးပေးထားလိုက်ပါမယ် ပြီးရင်တော့ finance ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့ကကိုကျဲနေတဲ့ finance လေးပေးခဲ့လို့ရပါတယ်။ပြီးရင်အဆုံးမှာ folder ဆိုတဲ့နေရာလေးမှာတော့အခုလက်ရှိဒီရဲ့ကျွန်တော်တို့စကံဖတ်ပြီးသားဓာတ်ပုံတွေကိုကျွန်တော်တို့ကဘယ်နေရာမှာသိမ်းချင်လဲကိုယ့်ရဲ့ computer ထဲမှာရှိတဲ့ကျွန်တော်ကတော့ desktop ပေါ်မှာပဲအလွယ်တကူတင်ထားခဲ့စင်တာဖြစ်တဲ့အတွက် desktop ကိုကျွန်တော်တို့ရွေးချယ်ခဲ့လိုက်ပါမယ်။ရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့စကန်နာထဲမှာကိုစကန်ဖတ်မဲ့ပုံလေးတွေကျွန်တော်တို့ထည့်ပြီးတော့ ဒီမှာကျွန်တော်တို့စကန်ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပါပဲအခုလက်ရှိတော့ကျွန်တော်ကဒီလက်တွေ့စကန်ဖတ်ထတာလေးတွေကိုလည်းဗီဒီယိုဖိုင်လေးရိုက်ယူပေးထားခဲ့တယ်ပေါ့နော်အဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တစ်ချက်လောက်ဖွင့်ပြပေးပါမယ်ကျွန်တော်တို့အခုဒီမှာစကန်နာထဲမှာကိုစကန်ဖတ်လို့ရတဲ့စာရွက်လေးကျွန်တော်တို့ကထည့်လိုက်ပါမယ်။ထည့်ပြီးသွားပြီဆိုရင်တော့အစောလာကလိုပဲကျွန်တော်တို့ဒီမှာ စကန်နာ software လေးတွေကနေပြီးတော့မှကျွန်တော်တို့ဒီရဲ့ setting လေးတွေကိုကျွန်တော်တို့အကုန်လုံးအသေးစိတ်လိုက်ပြီးတော့ change ပေးရပါမယ်။ဒါလေးတွေအားလုံးကျွန်တော်တို့က change ပြီးသွားပြီဆိုရင်တော့အောက်ဆုံးလေးမှာကျွန်တော်တို့ရှိနေတယ်။စကန် software လေးကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ printer ကနေပြီးတော့မှစကန်ဆပြီးတော့ကျွန်တော်တို့ဖတ်နေတယ်။ဒီမှာလဲကျွန်တော်တို့အစိမ်းအလေးပြေးသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ပေါ့။ ဒီတော့အခုဒီမှာတော့ကျွန်တော်တို့ကခဏလေးအစိမ်းတန်းလေးပြည့်အောင်ကျွန်တော်တို့စောင့်ပေးရပါမယ်ခုလိုမျိုးကျွန်တော်တို့ကအစိမ်းတန်းလေးပြည့်သွားတာနဲ့တပြိုင်နဲ့ကျွန်တော်တို့ကစကန်ဖတ်ပြီးသားဓာတ်ပုံတွေကို desktop ပေါ်မှာသိမ်းပါဆိုပြီးတော့ setting ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့စကန်ဖတ်ထားတဲ့ပုံလေးဟာ desktop ပေါ်မှာစေသွားပါလိမ့်မယ် ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကနောက်ထပ်စာရွက်ကိုနောက်တစ်ဖက်ကျွန်တော်တို့ကလှန်ပြီးတော့နောက်ထပ်စာမျက်နှာလေးတစ်ခုလောက်ထပ်ပြီးတော့စကန်ဖက်လိုက်ပါဦးမယ်။ဒါကြောင့်ကျွန်တော်တို့ပရင်တာထဲမှာကိုစကန်ဖက်မဲ့စာရွက်လေးကိုကျွန်တော်တို့ထည့်တယ်။အစောနာကလိုပဲကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ကွန်ပျူတာလေးမှာလာပြီးတော့မှအဆောင်လေးမှာရှိနေတဲ့ကျွန်တော်တို့ကစကန်စွာလေးကိုနှိမ့်လိုက်ရုံပါပဲစက်တင်နေကျွန်တော်တို့ဘာမှထပ်ပြီးတော့ပြင်စရာမလိုတော့ပါဘူးအခုဒီမှာဆိုရင်လည်းကျွန်တော်တို့ကဒီမှာ စကန်နင်းဆိုပြီးတော့မှကျွန်တော်တို့စိတ်နှမ်းလေးပြေးသွားပါလိမ့်မယ်ကျွန်တော်တို့ခဏလေးစောင့်ပေးရမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ကနောက်ထပ်စာမျက်နှာလေးတရွတ်ကျွန်တော်တို့ထပ်ပြီးတော့စကန်လေးဖတ်လိုက်မယ်ပေါ့ကျွန်တော်ကတော့ဒီမှာကနမူနာပြပေးသွားတာဖြစ်တဲ့အတွက်စာရွက်လေးကျွန်တော်တို့ဒီ3လေးရွက်လောက်ကျွန်တော်စကန်ဖတ်ပြပေးထားတယ်ပေါ့နော်အဲ့တော့ဒီရဲ့စာရွက်လေးကိုလည်းကျွန်တော်တို့ကဒီမှာစကန်ဆိုပါလေးကိုကျွန်တော်တို့ကနှိမ့်လိုက်ရုံပါပဲ အခုဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ကွန်ပျူတာ desktop ပေါ်မှာစကန်ဖတ်ထားတဲ့စာရွက်လေး၃ခုကျွန်တော်တို့ရပါပြီ။ဒီတော့ဒီရဲ့စာရွက်လေးကိုကျွန်တော်တို့ကထုတ်လိုက်ပြီးတော့နောက်ထပ်ကျွန်တော်တို့ကမတူညီတဲ့ဒီစကန်ဖတ်မဲ့ဒီစာရွက်လေးကိုကျွန်တော်တို့ပရင်တာထဲမှာ ထပ်ပြီးတော့မှထည့်လိုက်မယ်ပေါ့။ဒါလေးတက်ပြီးသွားပြီဆိုရင်လေကျွန်တော်တို့အောက်ဆုံးမှာ စကန်စွာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်။ဒါတွေအားလုံးကျွန်တော်တို့ကဒီမှာစကန်ဖတ်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ computer screen ပေါ်မှာသိမ်းခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုလက်ရှိစကန်ဖတ်လိုက်တဲ့ပုံလေးတွေက၄ပုံကျွန်တော်တို့ကရရှိသွားတယ်ပေါ့နော်။အဲ့တော့ဒီရက်ဓာတ်ပုံလေးတွေကကျွန်တော်တို့ကရိုးရိုးပုံမှန်ဓာတ်ပုံအတိုင်းလေးပဲကျွန်တော်တို့ရှိနေသေးတယ်။ကျွန်တော်တို့လိုချင်တာကစကန်ဖတ်ထားတဲ့ဓာတ်ပုံတွေကိုဓာတ်ပုံအနေနဲ့လိုချင်တာမဟုတ်ဘဲနဲ့ PDF file အနေနဲ့ကျွန်တော်တို့ကကြောင်းချင်တာဖြစ်ပါတယ်။ ဒီတော့ PDF ဖိုင်အနေနဲ့ပြောင်းတဲ့အခါမှာတခါတည်းကျွန်တော်တို့ကပရင်တာဒီ second hand driver မှာဒီ second ဖတ်ပြီးတော့ PDF ဖိုင်အနေနဲ့အားလုံးကျွန်တော်တို့ကပြောင်းလို့အဆင်မပြေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီရက်ဓာတ်ပုံလေးတွေကို PDF အဖြစ်ပြန်ပြီးတော့မှပြောင်းလဲပေးရပါမယ်။အခုလိုမျိုးလေးပြောင်းလဲပေးဖို့ရအတွက်ဓာတ်ပုံတွေကို PDF ဖိုင်အဖြစ်ပြောင်းတဲ့အခါမှာပြောင်းလို့ရတဲ့နည်းလမ်းတွေအများကြီးပဲရှိတယ်။ ျွန်တော်တို့ Microsoft Word နဲ့ပြောင်းပါလားကျွန်တော်တို့ PowerPoint နဲ့ပြောင်းပါလားဒါမှမဟုတ်ကျွန်တော်တို့ online converter တွေသုံးပြီးတော့မှကျွန်တော်တို့ဓာတ်ပုံတွေကို PDF file အဖြစ်ပြောင်းမလားကိုကြိုက်နေတဲ့နီလန်တစ်ခုခုကိုသုံးပြီးတော့ပြောင်းလို့ရပါတယ်ဒီတော့အခုလက်ရှိကျွန်တော်ကစကန်ဖတ်ထားတဲ့ဓာတ်ပုံလေးတွေက A4 စာရွက်အမျိုးအစားလောက်ကျွန်တော်တို့ကရှိတဲ့အတွက်ကျွန်တော်တို့ဒီရက်ဓာတ်ပုံလေးတွေကို PDF file အနေနဲ့ပြောင်းတဲ့အခါမှာအလွယ်တကူပဲကျွန်တော်တို့သုံးနေကြဖြစ် software လေးဖြစ်တဲ့ Microsoft Word ကိုသုံးပြီးတော့ပဲ ျွန်တော်တို့ Alloyku PDF file အဖြစ်ပြောင်းလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့က Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်မယ်။ไมโครซอฟท์ซอฟต์แวร์ปွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ plan document ဆိုတဲ့အထည်ကိုကျွန်တော်တို့သွားလိုက်ပါမယ် plan document ဆိုတဲ့အထည်ကိုသွားပြီးပြီဆိုရင်တော့ကျွန်တော်တို့လေးရောက်ဆိုတဲ့အထည်ကိုဝင်နေ size ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်ပြီးတော့မှ A4 စာရွက်လေးကိုရွေးချယ်လိုက်ပါမယ် orientation မှာတော့ portrait ကိုရွေးပေးထားမယ် margin ကိုတော့ကျွန်တော်တို့က0.5ထားခဲ့လိုက်ပါမယ်ဒီတော့ DSR လေးကျွန်တော်တို့ရလာပြီဆိုရင်ကျွန်တော်တို့အခုလက်ရှိစာရွက်ကိုကျွန်တော်တို့ကဒီစကန်ဖတ်ထားတာကဓာတ်ပုံလေးရ၄ခုဖြစ်တဲ့အတွက်စာရွက်ကိုလည်းကျွန်တော်တို့က၄ရွက်ခေါ်ခဲ့လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ Microsoft Word မှာစာမျက်နှာအသစ်လေးတွေထပ်ပြီးတော့ခေါ်ခြင်းလဲဆိုရင်အလွယ်တကူကျွန်တော်တို့ keyboard shortcut နဲ့ control နဲ့ enter နဲ့ကိုကျွန်တော်တို့ကတစ်ချက်ချင်းလေးနှိပ်ပြီးတော့မှာ စာမျက်နှာလေးတွေကိုခေါ်လို့ရပါတယ်။အခုလက်ရှိကျွန်တော်တို့ဒီမှာစာရွက်လေးတွေကဘေးလိုက်ကျွန်တော်တို့ဖြစ်နေပါတယ်။ကျွန်တော်တို့လိုချင်တာကစာရွက်ကိုအထောက်အောင်နေထိုင်တဲ့လိုချင်တဲ့ဆိုရင် view တက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ particle စာလေးကိုကျွန်တော်တို့ရွေးထားလိုက်ပါ။ဒါဆိုရင်တော့စာမျက်နှာလေးတွေကကျွန်တော်တို့အထောက်အောင်နေထိုင်လေးနဲ့ကျွန်တော်တို့ရရှိလာမှာဖြစ်ပါတယ်။ဒီတော့ဒီရက်ကျွန်တော်တို့ကအပေါ်ဆုံးစာမျက်နှာထဲမှာ ကျွန်တော်တို့စကံဖတ်ထားတဲ့ဓာတ်ပုံလေးကိုထည့်ဖို့ရာအတွက်အင်စာတက်ထဲကနေပြီးတော့ picture ဆိုတဲ့ထဲကိုဝင်နေ this device ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာစကံဖတ်ထားတဲ့ပုံလေးတွေတင်ထားခဲ့တယ် desktop ဆိုတာလေးကိုကျွန်တော်တို့ရွေးချယ်လိုက်ပါမယ်အော် baby ဆိုရင်တော့ကျွန်တော်တို့စကံဖတ်ထားတဲ့ပုံလေးတစ်ပုံဆက်လက်မှတ်မယ်အင်စာဆိုတာလေးကျွန်တော်တို့နှိပ်ခဲ့လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီပုံလေးကကျွန်တော်တို့ဒီမှာကျွန်တော်တို့စာရွက်ထဲကိုရောက်ရှိလာပါတယ် ုံရဲ့အနေထားလေးတွေကိုပြင်ဖို့ရာအတွက်အခုလောလောဆယ်ဒီပုံကနေရာတွေရွှေ့လို့မရဘူးဖြစ်နေပါတယ်။ဒါကြောင့်ဒီပုံကိုဆက်လက်ပိတ်ပြီးတော့သူ့ရဲ့ဘေးလေးမှာရှိနေတယ်။လေးရောက် option ဆိုတဲ့အဲကိုဝင်ပြီးတော့ implant or test ဆိုတာလေးကျွန်တော်တို့ရွေးချယ်ခဲ့လိုက်ပါမယ်။ပြီးပြီဆိုမှကျွန်တော်တို့ဒီရဲ့ပုံလေးကိုနေရာလေးတွေကျွန်တော်တို့ကရွှေ့လို့ပြင်လို့ရှာသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ ပထမစာရွက်အတွက်စကံဖတ်ထားတဲ့ပုံလေးတစ်ပုံတော့ကျွန်တော်တို့ထည့်ပြီးသွားပြီ။ဒါဆိုကျွန်တော်တို့နောက်ထပ်ဒုတိယစာရွက်လေးမှာကျွန်တော်တို့ကစားချမယ်။ Insert တဲ့ကနေပြီးတော့ Picture This Device ဆိုတဲ့ထည့်ကိုကျွန်တော်တို့ပြန်ဝင်လိုက်ပါမယ်။ဒီတစ်ခါတော့ဒီရဲ့စာရွက်လေးပါ။ဆက်လက်ပြီးတော့ Insert ဆိုတာလေးနှိပ်ခဲလိုက်မယ်။သူ့ကိုလည်းကျွန်တော်တို့ကပုံရက်နေရာလေးတွေပြင်ဖို့ရာအတွက်ဆက်လက်လေးပြီးတော့ layout option တွေကနေပြီးတော့ implant order ဆိုတာလေးကိုကျွန်တော်တို့ကရွေးချယ်လိုက်ပါမယ်။ ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကပုံကိုတောင်းအပ်နေပြီးတော့မှအနှဲငယ်ဆွဲပြီးတော့မှကြီးကျင်တာလားအချုံအချက်ကျွန်တော်တို့ကလုပ်ပြီးတော့ကိုယ့်ရဲ့စာရွက်ထဲမှာကိုက်ညီမှုရှိတဲ့အနေအထားလေးတွေကိုကျွန်တော်တို့ချိန်ခဲ့ပေးလို့ရပါတယ်။ဒါဆိုကျွန်တော်တို့နောက်ထပ်တတိယစာရွက်လေးမှာလည်းကာစာလေးချထားမယ်။ insert တဲ့ကနေပြီးတော့ picture this device ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်။ DS စာမျက်နှာလေးပါ insert ဆိုတာလေးကျွန်တော်တို့လုပ်ခဲ့လိုက်ပါမယ်။သူ့ကိုလည်းကျွန်တော်တို့ကဆက်လက်လေးပြပြီးတော့ လေယာ option တွေကနေပြီးတော့ implant order ဆိုတာလေးကျွန်တော်တို့ရွေးချယ်ခဲ့လိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့က df ဓာတ်ပုံလေးကိုဒေါက်နေပြီးတော့မှနည်းနည်းလေးကျွန်တော်တို့ကအချောင်းအချက်လုပ်ပြီးတော့စာမျက်နှာလေးကိုကျွန်တော်တို့ဒီမှာချဲ့ခဲ့လိုက်မယ်ပေါ့ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကနောက်ဆုံးစာမျက်နှာလေးမှာကျွန်တော်တို့ကစာချမယ် insert တဲ့ကနေပြီးတော့ picture this device ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်လိုက်မယ် df ဓာတ်ပုံလေးပေါ့ဆက်လက်လေးမှတ်ပြီးတော့ insert လုပ်ခဲ့လိုက်ပါမယ်ပြီးပြီဆိုရင်တော့သူ့ကိုလည်းဆက်လက်ပေးမယ် လေယာ option တွေကနေပြီးတော့ implant order ဆိုတာလေးရွေးချယ်ခဲ့မယ်ပြီးရင်တော့စာရွက်လေးတွေကိုကျွန်တော်တို့ကဒီမှာစကန်ဖတ်ထားတဲ့ဓာတ်ပုံလေးတွေကိုစာရွက်ထဲမှာကျွန်တော်တို့အညီအညာလေးတွေချိန်ခဲ့ပေးလိုက်ပါမယ်ဒါဆိုရင်တော့အခုလိုမျိုးကျွန်တော်တို့က Microsoft Word စာရွက်တွေထဲမှာ ကိုစကံဖတ်ထားတဲ့ပုံလေးတွေအခုလိုမျိုးလေးကျွန်တော်တို့ကစနေတကြနဲ့ကျွန်တော်တို့စီပြီးသွားပြီဆိုရင်တော့ဒီပုံလေးတွေကိုကျွန်တော်တို့က PDF ဖိုင်အနေနဲ့သိမ်းပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီမှာဖိုင်ထဲကနေပြီးတော့ save as ဆိုတာလေးကျွန်တော်တို့နှိပ်ခဲ့လိုက်မယ်။ browse ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ခဲ့ပေးလိုက်ပါမယ်။ file name ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့ကကိုကြိုက်နဲ့တက်တဲ့ file name လေးကျွန်တော်တို့ကပေးခဲ့လို့ရပါတယ်။ save type ဆိုတဲ့ကျွန်တော်တို့ကအောက်ဆုံးလေးမှာရှိနေတယ်။ Oh sorry ကျွန်တော်တို့ဒီမှာ file name နဲ့ပြီးတော့ CS ဆိုတဲ့ tag ကိုဝင်နေ browse ဆိုတဲ့ tag ကိုဝင်လိုက်ပါမယ် file name မှာတော့ကိုကြိုက်နေတဲ့နာမည်လေးပေးခဲ့လို့ရတယ်ကျွန်တော်တို့ CS တိုက်ဆိုတဲ့နေရာလေးမှာတော့ word document နဲ့ကျွန်တော်တို့ဖြစ်နေပါတယ်ဒီနေရာမှာကျွန်တော်တို့က PDF file အနေနဲ့သိမ်းမှာဖြစ်တဲ့အတွက်ဒီရနေရာလေးကို click တစ်ချက်နှိပ်ပြီးတော့ PDF ဆိုတာလေးကိုကျွန်တော်တို့ကရွေးခဲ့ပေးရမှာဖြစ်ပါတယ်ဒါလေးကျွန်တော်တို့ကရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာမှာဘယ်နေရာမှာသိမ်းကျင်လဲ ဖိုင်လမ်းကြောင်းလေးကိုကျွန်တော်တို့ရွေးချယ်လိုက်ပါမယ်ကျွန်တော်ကတော့ဒီမှာက desktop ပေါ်မှာသိမ်းမှာဖြစ်တဲ့အတွက် desktop ကိုရွေးပြီးတော့မှစိတ်စွာလေးကျွန်တော်တို့နှိပ်ခက်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဓာတ်ပုံလေးတွေကကျွန်တော်တို့ PDF file အနေနဲ့တခါတည်းကျွန်တော်တို့ကပြောင်းပေးသွားတာကိုတွေ့ရပါလိမ့်မယ်ဒီတော့ဒီ file လေးကိုကျွန်တော်တို့ပေးလိုက်ပါမယ်ဒီမှာကျွန်တော်တို့သိမ်းခက်လိုက်တဲ့ PDF file လေးဟာကျွန်တော်တို့ computer secret desktop ပေါ်မှာကျွန်တော်တို့သိမ်းခက်လိုက်ပါတယ်အဲ့ဒီ file လေးကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့မှဖွင့်ကြည့်လိုက်မယ်ပေါ့နော် ဲ့တော့ဒီဖိုင်လေးကကျွန်တော်တို့ဘယ်ထည့်တောင်ရောက်သွားလဲ ော်ဒီမှာ PDF file လေးရှိတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာတဲ့အခုဒီမှာเนาะကျွန်တော်တို့ desktop ပေါ်မှာ ကျွန်တော်တို့ PDF ဖိုင်လေးနဲ့ကျွန်တော်တို့ရောက်နေပါတယ်ဒီတော့ DF ဖိုင်လေးကိုကျွန်တော်တို့က double click ပြန်ပြီးတော့နှိပ်ပြီးတော့ဖြွင့်ကြည့်လိုက်တဲ့အခါမှာဆိုရင် ျွန်တော်တို့ဓာတ်ပုံလေးတွေကအခုလိုမျိုး PDF format အနေနဲ့ကျွန်တော်တို့ပြောင်းပေးသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့က second ဖတ်ထားတဲ့ဓာတ်ပုံလေးတွေကို PDF file အနေနဲ့ကျွန်တော်တို့ကပြောင်းတဲ့နီလန်းလေးဖြစ်ပါတယ်။အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ဒီရက်သင်ခန်းစာလေးကကျွန်တော်တို့လက်တွေ့လုပ်ငန်းခွင်တွေမှာလည်းအရန်အသုံးဝင်တဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုတိုင်းနားလည်သဘောပေါအောင်လိုက်ပြီးတော့လေ့ကျင့်ပေးဖို့လိုပါလိမ့်မယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမလောက်တတ်တဲ့နေရာလေးတွေရှိတယ်။ ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတဲ့ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။